မင်္ဂလာပါရှင် Grand New Agency ကနေကြိုဆိုလိုက်ပါတယ်အခုပြောပြချင်တာကတော့ပင်လယ်သူရေးသားထားတဲ့တရုတ်ကျေးဇူးနဲ့ဖုံရှူနေရတဲ့မင်းအွန်လိုင်းနဲ့တက်လော်ပြီများဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ရှင်နားရှို့ကိုပြန်ပေးရတဲ့အတွက်တော်လန်ပြည်သူတွေအနေနဲ့ဘဝမကြမှုတွေခံပြင်းမှုတွေဖြစ်နေတာကိုတွေ့ရသလိုတက်ထောက်ခံသူတွေအမျိုးဘာသာတာသနာကိုဥထိပ်ထားပါတယ်ဆိုတဲ့အမျိုးသားရေးဝါဒီသမားတွေကလည်းကျင့်တဲ့သူရှိသလိုမကျင့်တဲ့သူတွေလည်းရှိနေပါတယ် ဒါဟာလက်ရှိလာရှုနဲ့ပတ်သက်ပြီးမြင်တွေ့ရတဲ့လူမှုကွန်ရက်ပေါ်ကစိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ဒီနေရာမှာပထမဆုံးတက်ထောက်ခံသူတွေအနေနဲ့လာရှုပြန်ရပြီးတက်မတော်သားတွေမျိုးရက်ပြန်ဝင်လာပြီးဖြစ်ကြောင်းပြောဆိုနေပေမဲ့တကယ်တွက်ကြည့်မယ်ဆိုရင်တော့စစ်ကောင်စီတွက်ကတမိုင်းဆိုးကြီးဆိုတာကိုစစ်လော်ဘီတွေသိမယ်ထင်ပါတယ်။ဘာလို့လဲဆိုရင်ရှမ်းမြောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအရေးချင်းမရှိတရားဖို့ကြောင်ခဲ့တဲ့အတွက်စစ်တုံးပန်းများစွာဖမ်းဆီးခံခဲ့ကြရပါတယ်။ လာရှိုမျိုးနဲ့တူဒါကာဆ6ခုထဲမှာအခိုင်အမာဆုံးဖြစ်တဲ့လောက်ကင်ဒါကာဆကိုပါလက်လွတ်လိုက်ရတဲ့အတွက်ရုံးထိုင်စရာနေရာပါပျောက်သွားတဲ့အထိဖြစ်သွားရတဲ့ဖြစ်ရဟာစစ်ကောင်စီလက်ထက်မှာတမိုင်းစိုးနဲ့ကြံခဲ့မဲ့စစ်တပ်ဖြစ်ပါတယ်။အခုလဲကြည့်ပါတရုတ်အာကိုနဲ့စစ်လော်ဘီတွေဝိုင်းပင့်နေတာပါတကယ်သာတိုက်ကြစတန်းဆိုရင်စစ်ကောင်စီရဲ့တပ်အနေနဲ့လာရှိုကိုဒီတသက်ပြန်ရဖို့မရှိပါဘူးမြောက်ပိုင်းတစ်ခွင်လုံးဟာတော်လိုင်းအဖွဲ့အစည်းတွေရဲ့အောက်မှာဖြစ်ပါတယ်စစ်ကောင်စီပြန်တပ်ယူနိုင်တဲ့နေရာရဲ့လို့ ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့ထင်းချုပ်နေမြေတဲကဘယ်မျိုးတွေရှိလို့ပါလဲပြန်လဲတက်ယူနိုင်စွာမရှိတဲ့အတွက်ရှေ့ပိုင်းမှာတရုတ်ကူညီနဲ့ညီနောင်မဟာမိတ်တွေကိုစစ်ကောင်စီဟာအကြင်ကြင်ခါခါဆွေးနွေးကြရတာပါဒီဆွေးနွေးပွဲတွေမှာလည်းညီနောင်မဟာမိတ်တွေကအမြဲတားစီရခဲ့လို့စစ်တပ်လိုချင်တာတစ်ခုမှမအောင်မြင်ခဲ့တဲ့ဆွေးနွေးပွဲတွေဆိုတာအားလုံးအသိဖြစ်ပါတယ်တစ်တုံညာနှစ်ခုပထမလိုက်မှာအထိနာပြီးတဲ့နောက်စစ်တပ်ဟာမြောက်ပိုင်းညီနောင်သုံးဘွဲ့နောက်မှာတရုတ်ဟာပန်ပိုးကူညီနေပြီး ကျူးကျော်စေပုံစံနဲ့မြန်မာနိုင်ငံကိုနှဲ့ချဲကြောင်းစစ်ကောင်စီမီဒီယာတွေကနေဆွဆွဲပစ်တင်ခဲ့တယ်လို့စစ်လော်ဘီတွေကလည်းဆန္ဒထုတ်ဖော်ဆွဆွဲပစ်တင်ကြပါတယ်။တရုတ်တန်ရုံပေးအောင်မှာပါအစုလိုက်အဖွဲလိုက်မန်းခဲ့ကြပါတယ်။တစ်တုံညာနှစ်ခွန်ဒုတိယလိုက်မှာဆူဆူရွာရွာထပ်မံအထိနာခဲ့ပြီးတမိုင်းတင်ခံရမယ့်ရှုံနိမ့်မှုတွေထပ်ကြုံလာချိန်မှာတော့စစ်ကောင်စီဟာစစ်လော်ဘီတွေကနေတဆင့်လမ်းမတွေထပ်မံတရုတ်စန့်ကျင်ရေးဆန္ဒပြမှုတွေလုပ်ခဲ့ကြပါတယ်။ စစ်အုပ်စုဟာတရုတ်ကျူးကျော်စစ်လို့စစ်လော်ဘီတွေကနေတဆင်အတီလင်းထုတ်ဖော်ပြောကြပြီးတရုတ်စန့်ကျင်ရေးတွေအများအပြားဆော်ဩခဲ့ကြပါတယ်။စစ်ကောင်းဆောင်ကိုယ်တိုင်၎င်းတို့ပိုင်ရုပ်တံတွေကနေရှေ့ထွက်လာပြီးမြောက်ပိုင်း ERO တွေပေါ်တရုတ်ကလက်နက်နဲ့ဤပညာပိုင်းအများအပြားကူညီထောက်ပံ့ပေးခဲ့တယ်လို့တရုတ်ပေါ်ဆွဆွဲပစ်တင်မှုတွေပြောဆိုခဲ့ပါတယ်။အဲ့ဒါကိုပဲတရုတ်ဘာသာနဲ့စာတမ်းထိုးပြီးတရုတ်ကကျူးကျော်စစ်ပြုလုပ်တယ်ဆိုတာပေါ်လွင်အောင်တစ်ဖက်လက်နဲ့ပြောဆိုပြီးပြည်သူလူထုကိုသိစေခဲ့ပါတယ်။ စစ်ကောင်စီဟာတရုတ်ကိုအပုတ်ချခဲ့ပြီးမှစစ်လော်ဘီတွေကလမ်းမော်ထွက်ဆန္ဒပြမှုတွေလုပ်ပြီးမှအခုတော့တရုတ်ကိုကျေးဇူးရှင်ကြီးလိုလှုပ်ပြနေပြန်ပါတယ်။လာရှုပ်ကိုပြန်ရခဲ့ခြင်းကဘလို့နီးနယ်ပဲတွေ့တွေ့ချီဖောက်เสียမလို့ပဲနှလုံးရည်နဲ့ရခဲ့ကြောင်းစစ်တပ်ထောက်ခံသူနဲ့လော်ဘီတွေကတော့မချစ်တင်ခဲ့ဂုံလုံးပြောဆိုနေကြပါတယ်။စစ်လော်ဘီတွေရဲ့ပြောဆိုမှုမှာစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်အတွက်မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ဘေးရာတွေနဲ့လဲလဲလိုက်တယ်လဲဆိုတာဘယ်သူမှမသိရတယ်လို့ ထုတ်ဖော်ပြောဆိုမှုမရှိတာဟာထူးခြားပါတယ်။ဘာကြောင့်လဲဆိုရင်စီးပွားရေးအင်အားကြီးတဲ့တရုတ်ဟာသူ့အတွက်ဘာကျိုးခံစား권မမရယူဘဲနဲ့အခုလိုဂျာဝင်ဖြည့်ရှင်းပေးမှမဟုတ်တာတကယ်နဲ့စကလေးတွေရဲ့အုံနောက်လောက်နဲ့တင်တွေးဆနိုင်ပါလိမ့်မယ်။စီးပွားရေးအင်အားကြီးတရုတ်ရဲ့အလို့ကြလဲလဲလာရောမှုမှာတေချာရကတော့အာနာသိန်စီအုပ်စုဟာသူ့ဘိုင်မဟုတ်တဲ့နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေထဲကနေဖဲ့ပေးပြီးလဲလဲတာကတော့တေချာနေပါဗျ။တရုတ်ကလည်းစီးပွားရေးကိုမြန်မာနိုင်ငံမှာစစ်တပ်နဲ့ပေါင်းပြီး နှစ်ပေါင်းများစွာလှုပ်လာခဲ့တာဖြစ်ပါတယ်။မြေဆောင်စီမံကိန်းကအလုံးသည့်ဖြစ်ပါတယ်။ချင်းနီတောင်လိုနေရာမျိုးမှာအခုထိပြည်သူတွေကိုဒုက္ခပေးနေပြီးတော့အခုတိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူကစီမံကိန်းတွေမှာလည်းတရုတ်ရဲ့အကျိုးစီးပွားတွေကအများကြီးရှိနေတာပါ။၂025ခုနှစ်ဧပြီ16ရက်ကတည်းကလာရှိုမြို့ကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တင့်ရှိကျွင်းဦးဆောင်တဲ့အဖွဲ့ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကိုဖွဲ့ထားပြီးတော့စစ်တပ်ရဲစာရဖားနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုနေရာချပေးနေတယ်လို့ အဲ့ဒီမှာရောက်နေတဲ့ခမရတရင်တစ်ခုကပြောပါတယ်ဧပြီ20ရက်ပြည်ဦးလင်တက်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ကလာရှိုမြို့တွင်တက်နေရချထားရေးကိစ္စတွေတရုတ်ကိုယ်စားလှယ်ဥဆောင်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတက်တွေ့မကျေနပ်မှုတွေဖြစ်လာတာကြောင့်တရုတ်မကောင်းကြောင်းမပြောဖို့နဲ့ကျေးဇူးရှင်ကိုစော်ကားမှုမပြုလုပ်ဖို့စစ်ကောင်းဆောင်ကပြောလိုက်တာပါစစ်ကောင်းဆောင်တွက်ကတော့တရုတ်ဟာကျေးဇူးရှင်ဖြစ်သွားရပြန်ပါပြီ ဘလောက်ထိလဲဆိုရင်လာရှိုးမှာရှိနေတဲ့စစ်ကောင်စီလက်အောက်ခံတွေဟာတရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောသမျှကိုနားထောင်ပြီးလမ်းညွန်ချက်တွေကိုအကုန်လိုက်နာပါတယ်။တရုတ်အဖွဲ့ရဲ့စိတ်ညွန်ညင်းအောင်မလုပ်ဖို့ထိအမိန်ပေးခံထားရပါတယ်။တရုတ်အဖွဲ့ကသာညွန်ညင်းမယ်ဆိုရင်စစ်ကောင်စီလက်အောက်ခံတွေဟာစုံကုံဖွဲ့အစ်စ်ခံရပြီးတော့ဇက်တူသားစားခံရမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်အနေနဲ့လာရှိုးကိုပြန်ပြီးနေရာယူရဲဆိုတာအင်အား300ကိုပဲလက်ခံထားတာပါ။ကာရအနေနဲ့ဝင်လာပြီး အားလုံးကိုတနက်တစ်ချက်မဖောက်ဘဲနှလုံးရည်နဲ့သိမ်းနိုင်လိုက်ပြီလို့ပြောနေတဲ့စစ်ကောင်စီလော်ဘီတွေမတိသေးတာကလာရှိုးကိုတရုတ်ကထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကဟန်ပြမျိုးဆောင်တက်အဆင့်လောက်ပဲဖြစ်နေတယ်ဆိုတာပါပဲဒါကိုကြည့်ရင် လာရှိုးဆိုတာတရုတ်ရဲ့ကစားကွင်းတရုတ်ရဲ့လက်အောက်ခံဖြစ်သွားတာကိုဖော်ပြနေပါတယ်စစ်ကောင်ဆောင်ရဲ့အကြံထဲမှာတော့ရွေးကောက်ပွဲလုပ်ရရင်ပြီးရောဆိုတာမျိုးပါနိုင်ပါတယ်တရုတ်ရဲ့ဖိအားကြောင့် MNDAA ဟာလာရှိုးကိုပြန်ပေးလိုက်ရပြီးတော့ ်စစ်ကောင်စီတပ်ကတော့အောင်ပွဲရစစ်တီတော်တွေလိုမဝင်ရဲတာကိုတွေ့ရပါလိမ့်မယ်။ရင်နှန်းတွေအများပြားအုံပြုပြီးထောက်ခံသူတွေအတက်စရာဖြစ်အဆက်ပြေလှုံ့ဆော်ပြလိုက်ပေမဲ့ရုံတုံးပစ္စည်းတွေကိုသာအဓိကထားသက်ယူနေရပြီးတော့အင်အားနှဲငယ်ကိုသာအဝင်ခံခြင်းကြောင့်စစ်ကားတွေကအမိုးကားတွေချထားပြီးတခိုးဝင်လာသလိုဖြစ်နေပါတယ်။တကယ်တော့လာရှိုးပြန်ရတယ်ဆိုတာစစ်ကောင်းဆောင်တွက်ကတော့အတော်လေးရှက်စရာကောင်းလာပါတယ်။အဲ့ဒါအပြင်စစ်ကောင်စီဟာလက်နက်ခဲရအများပြားဆုံရှုံခဲ့ရမှုနဲ့တူ ဧပြီ21ရက်နေ့မှာစစ်ကောင်စီတပ် MNDAA တပ်ဖွဲ့တရုတ်အစိုးရအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ရှေ့မှာ MNDAA တပ်ဖွဲ့ဘက်ကလာရှိုအချင်းထောင်ကိုဖွင့်ပေးလိုက်ပြီးတော့ဖမ်းဆီးခံရတဲ့လက်ကျန်73ဘန်းကလွဲလို့အခြားအချင်းသားတွေအားလုံးကိုလွှတ်ပေးလိုက်ပါတယ်စစ်တုံးမတချို့ကိုဆက်လက်ထိန်းသိမ်းထားဖို့လောက်ကန်ကိုခေါ်ဆောင်ခဲ့တာကြောင့်စစ်တုံးဘန်းတွေလည်းမရရှိပဲတရုတ်အကူအညီနဲ့အမိခံရယူလိုက်ခြင်းမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကအမျိုးဘာသာတာသနာဥထိပ်ပန်သူအမျိုးသားရေးဝါဒီသမားတွေအနေနဲ့ ပောက်ကွဲမှုတွေမကျေနပ်မှုတွေကိုမြင်ရတဲ့အခါဒါဟာဖြစ်တဲ့လောက်ရက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်စစ်ကောင်းဆောင်ကိုယ်တိုင်ဆစ်ရှုံးခဲ့ချိန်မှာကျူးကျော်စစ်ပါဆိုပြီးထုတ်ဖော်ပြောဆိုခဲ့ပြီးတော့ပြန်လည်တည်ယူနိုင်ခြင်းလည်းမရှိညှိနှိုင်းမှုအကြမ်းကြီးခါခါလုပ်ခဲ့ပေမဲ့လက်မှတ်ခံတဲ့ဖြစ်ရက်တွေရှိခဲ့ရာကနေကြီးဖောက်เสียရမလို့ပဲလာရှိုးကိုပြန်ရခြင်းပေါ်တရုတ်ကစစ်ကောင်စီကိုအပြေးဝလုပိုင်ခွင့်ပေးမှာမဟုတ်ဘဲလာရှိုးကိုတရုတ်စိတ်တန်းကြကြိုးကန်ချဲလဲမဲ့အရေးငွေတွေမြင်နေရပါတယ်။ ပြည့်အကူကြီးနဲ့အကြင်ကြင်ခါခါဂျာဝင်ကြီးနိုင်တောင်းယူခဲ့ပေမဲ့ပေးကျင်တဲ့ဆန္ဒသာအမှန်တကယ်ရှိခဲ့မယ်ဆိုရင်ပထမဆုံးအကြိမ်နဲ့တင် MDA ကပေးမှဖြစ်ပါတယ်။အခုမှပေးရခြင်းကဘလို့လဲကွက်ရှိနေမလဲဆိုတာစည်ရရခံမရခပ်ပါတယ်။ညီနာမဟာမိတ်သုံးဘွဲ့မှာပါဝင်တဲ့ MDA ဟာတစ်ဖက်မှာလာရှိုးကိုအပေးပြပြီးအခြားတစ်ဖက်မှာဘဏ္ဍကောင်ပြန်စားမလဲပြန်စားနေတဲ့အထက်ပါဝင်နေလဲဆိုတာဘသူမှမသိနိုင်ပါဘူး။နောက်ပြီးတော့တစ်တုံညာနှစ်ခွန်ရဲ့အောင်ပွဲတွေဟာလည်းတမိုင်းတလျှောက်စက်တီရှိနေမှာပါ။ လာရှုတိုက်ပွဲမှာပါဝင်ခဲ့တဲ့အခြားသောတရင်တပ်ဖွဲ့မဟာမိတ်တွေအနေနဲ့ကလည်း MNDE ရဲ့လာရှုလုံရက်ပေါ်မှာတခုခုတီးထားလို့သာဘာတမ်းမှမထွက်ပဲရှေ့ကိုပဲဆက်သွားနေကြတာဖြစ်ပါတယ်။ညပိုင်းညနောင်သုံးပွဲတဲကအာရခတက်တော် AA ကတိုက်ပွဲတွေကိုမနာတမ်းထိုးစစ်ဆင်နိုင်နေတာဘလို့အင်အားတွေရှိနေလို့ပါလဲ။နောက်တစ်ချက်ဧပြီတရနေ့မှာငလျင်တန်ကြောင့်ညနောင်မဟာမိတ်သုံးပွဲပေါင်းပြီးထိုးစစ်ရနာကြောင့်စထုတ်လိုက်မှုဟာသုံးပွဲပူပေါင်းပါဝင်တိုက်နေကြောင်းသိတာနေပါတယ်။ ဧပြီ၁၀ရက်နေ့အာရခတက်တော်ရဲ့၁၆နှစ်ပြည့်တက်တော်နေ့မှာပေးပို့ခဲ့တဲ့သဝင်လွာရဲ့အဆုံးမှာတော့မိမိတို့ညီနောင်မဟာမိတ်သုံးဘွဲ့တီအခက်ကဲဖီးယားဘောင်းစုံကိုနီလန်မျိုးစုံဖြင့်ညီညွတ်စွာအတူတကွဖျက်ကျော်ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးစီမံချက်လိုက်နေတဲ့အတူတော်လိုက်ရဲ့အောင်ပွဲရောက်တဲ့အထိခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့်စီလုံးညီညွတ်ကြပါမည်ဟုအလေးနက်ဂရုပြုပါသည်လို့ထုတ်ပြန်ထားပါတယ်။ ဒီချက်တွေကိုကြည့်မယ်ဆိုရင်စစ်အာဏာရှင်အမြင့်ပြတ်ဖို့တိုက်ပွဲဝင်နေတဲ့ကာလတွင်စည်ရေပရိယေကိုခံမှန်းဖို့မလွယ်ကူနိုင်တဲ့အကြောင်းအရာတွေရှိနေပါတယ်။နောက်တစ်ခုကမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့နဲ့တူမဟာမိတ်ပြုလုပ်ထားတဲ့အခြားသောတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေလည်းရှိနေတယ်ဆိုတာသတိချက်ရမှာပါ။လက်ရှိချိန်ထိစွမ်းရည်ပြေးွားတဲ့တော်လှန်တပ်ဖွဲ့တွေရဲ့အောင်ပွဲတွေကဆက်လက်ရှိနေတာကြောင့်တော်လှန်ပြည်သူတွေကစိတ်ပျက်စရာမလိုဘဲနဲ့နိုင်ရာတာဝန်နဲ့ဆက်လက်ချစ်တက်ပြီး ပြည့်ရဲ့ကျွားလာတဲ့စီရီကစားကွက်ကိုအသာစီးကစောင့်ကြည့်ရမှာဖြစ်ပါတယ်။